င်္ဂလာပါရှင်။တာလွင်ထိုင်းရဲ့နိုဝင်ဘာလ28ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တာလွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယဉ်ကြည့်ပြပါရှင်။ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ထိန်ချုံနယ်မြေမှာမြေတီလက်နက်ကင်တပ်တွေမှဖြတ်တန်းခွင့်မပြုဘူးလို့ DKPA စာထုတ်လိုက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲနီးလာချိန်တနင်္လာရီမှာစပေးရှောင်း9000ကျော်အထိတိုးလာတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဟောင်ကောင်အထက်မြင့်လူနေအဆောက်ဦးမီလောင်မှုမှာ44ဦးသေဆုံးပြီး289ဦးပျောက်ဆုံးနေတဲ့သတင်း။ထိုင်းတောင်ပိုင်းမှာရေကြီးရေလျှံမှုကြောင့်လူ33ဦးသေဆုံးခဲ့တဲ့သတင်းတွေဖြင့်အာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ မင်းလက်ပံရွာက TKPA ရဲ့တရုတ်ကြားဖြန့်ဝင်းကို KNU ကဝင်ရောက်စီးနှင်းမှု ဖြစ်စဉ်ပြီးဖလူလီဝေါ်လီနဲ့စုကလိအထိမြေတီလက်နက်ကိုင်အဖွဲ့အစည်းမဆိုဖျက်ဆီးသွားလာခွဲမပြုကြောင်းဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ကနိုဝင်ဘာလ26ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။ဖလူလီဝေါ်လီနဲ့စုကလိအထိ မိသည့်လက်နက်ကအဖွဲ့အစည်းမဆိုဖျက်တမ်းသွားလာခြင်းခွင့်မပြုကြောင်းအရေးပေါ်သွားလာဖို့လိုအပ်ပါက DKBA ကိုကြိုတင်တင်ပို့ဖို့ထုတ်ပြန်ချက်မှာအတိပေးထားပြီးဘာကြောင့်ဖျက်တမ်းသွားလာခွင့်မပြုဘူးဆိုတဲ့အချက်ကိုတော့မပေါ်ပြထားပါဘူးဖလူလေဝော်လင်နဲ့စုကလိဒေတာတွေမှာ KNU တက်အပြင်စစ်ကော်မရှင်တက်ကော်တူးလေတက်မတော် KTL ေကရင်နယ်ကြားဆောင်တက် BGF တို့လည်းတော်လာလှုပ်ရှားနေကြတယ်လို့ဒေတာရင်းသတင်းအရင်းမြစ်တွေကဆိုပါတယ်ရှင်။ DKPA ရဲ့ထုတ်ပြန်ချက်ဟာ KNU အဖွဲ့တစ်ဖွဲ့တည်းကိုရည်ရွယ်ပြီးထုတ်ပြန်တာဖြစ်နိုင်ပြီးတော့မင်းလက်ပံက DKPA ကြားဖြန့်ယုံကို KNU ကဝင်ရောက်စီးနှင်းခဲ့တဲ့အတွက် DKPA ကမကျေနပ်မှုတွေဖြစ်ပေါ်နေတယ်လို့ဒေတာရင်းသတင်းအရင်းမြစ်တူကပြောဆိုပါတယ်။လက်တလောဖြစ်ရက်အနေနဲ့ November 22ရက်နေ့ကမြောက်ဒီမြို့နယ်မင်းလက်ပံရွာထဲက DKPA စောင့်ချက်လုံခြုံရေးယူထားတဲ့တရုတ်ကြားဖြန့်စိုက်ဝဲတစ်ခုကို KNU ကဝင်ရောက်စီးနှင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင်200ကျော်ကိုလက်နက်တွေနဲ့အတူဖမ်းဆီးရမိပြီးကြားဖြတ်လုပ်ကင်နေတဲ့နိုင်ငံသားသားအများအပြားကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။နိုဝင်ဘာလ26ရက်နေ့နေ့လယ်12နာရီကျော်အချိန်ခန့်မှာစစ်ကောင်ဖြင့်တပ်ကမင်းလက်ပံရွာထဲကိုလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေခဲ့တယ်လို့ဒေသရင်းသတင်းအင်းမြစ်တွေစီကနေသိရပါဗျ။ စစ်ကောင်ရှင်တပ်ကဝေါ်လီမြောက်ဒီလမ်းမတစ်လျှောက်ကိုနယ်မြေပြန်လည်ဆိုးမိုးထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်းအဆက်မပြတ်ထိုးလာနေပြီး KNU ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်းအပြင်းထန်ခုခံနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပါရဲ့ရှင်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှတနင်္သာရီတိုင်းမှာစစ်ကောင်ဖြင့်တပ်ရဲစစ်ကြောင်းထိုးမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရဲဆုံခွာထွက်ပြေးတိမ်းရှောင်နေရသူ9300ကျော်အထိတိုးလာခဲ့တယ်လို့ဒေတာရင်းသုတေသနအဖွဲ့ဖြစ်တဲ့ FIFA တနင်္သာရီအဖွဲ့ထံကနေသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းစစ်ကောင်ဖြင့်တပ်ကကျေးရွာတွေစစ်ကြောင်းထိုးဝင်ရောက်တာအရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့နေအိမ်မီးရှို့ဖျက်ဆီးမှုတွေအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရဲဆုံခွာထွက်ပြေးတိမ်းရှောင်ရသူတွေပုံမှန်များပြားလာခဲ့တာပါ။ အထူးသဖြင့်တော်လန်ရေးတပ်တွေစိုးမိုးထားတဲ့ထိုင်းမြန်မာနယ်စပ်မောတောင်လမ်းတစ်လျှောက်ကိုပြန်လည်ရယူဖို့အတွက်စစ်ကောင်ပြင်တပ်ကအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်တန်ခွန်ကျေးရွာအနီးတစ်ဝိုက်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဒါ့အပြင်စစ်ကောင်ပြင်တပ်လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ထိုင်းမြန်မာနယ်စပ်ထီခီဒေတာတွေကိုလေဆောင်ကနေဇက်တိုက်ဘုံကျဲနေသလိုတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေတာတွေကိုဘုံကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လုံဆောင်နေတာပဲဖြစ်ပါတယ်ရှင်။ စစ်ကောင်ရှင်တပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့လေးကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တဝဲခရိုင်အတွင်းရှိတဝဲလောင်လုံးရေပြူနဲ့တရချောင်းမြို့နယ်တို့မှာနေရစွန့်ခွာထွက်ပြေးရသူအနည်းဆုံး4,500ကျော်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ဘဲခရိုင်အတွင်းဘိတ်ပလောတနင်္သာရီနဲ့ကျွန်းစုမြို့နယ်တို့မှာလည်းနေရစွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ4,800ကျော်အထိရှိခဲ့ပြီး တနင်္သာရီမြို့နယ်တခုထဲမှာပဲ2500နီးပါးရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရတယ်လို့ F5 တနင်္သာရီကပြောဆိုပါရရှင်။တဖက်မှာလည်းပလောစစ်ဆောင်စခန်းမှာလာရောက်တင်းရှောင်သူဟာ3000ဝန်းကျင်သာရှိခဲ့ပြီးကျန်တဲ့သူတွေကတော့နိစက်ရာကျေးရွာတွေနဲ့တောတောင်တွေမှာပဲတင်းရှောင်နေရတာကြောင့်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ပလောစစ်ဘေးရှောင်အနီးကူညီပေးနေသူတို့ကပြောပါရတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကလည်းတနင်္သာရီတိုင်းမှာစစ်ကောင်ဖြစ်တဲ့တော်လန်ရေးအင်အားစုတွေရဲ့နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရက်စွန့်ခွာထွက်ပြေးတန်းဆောင်ရသူ၈000ကျော်အထိရှိခဲ့တယ်လို့သိရပါတယ်ရှင်။ပဋိပက္ခတိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေမှာပြုမူရမယ့်အချက်များ။တင့်ရဲ့သက်တေခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကို ကိုယ်နဲ့တပါးတည်းအမြဲသိသိယူဆောင်ပါ။ ပတ်စံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုမတူညီသောနေရာများမှာတင်စီထားပါ။သွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာ၊ဆေးမှတ်တမ်း၊ဆေးဝါးတက်တဲ့ခြင်း၊နာတာရှည်ဖျားနာခြင်းစသဖြင့်ကိုသင့်အဝတ်အစားအိတ်ထဲမှာတင်စီထားပါ။ကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်တေချပါစေ။ခရီးသွားခြင်းကိုချော်ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန် အာယုံစူးဆိုင်မှုကိုဖဆွဲဆောင်နိုင်သောအယောင်ရှိဥပစာများကိုပို့ဆင်ပါတင်ငေတာအမှတ်အသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါမျိုးချေစိတ်တင်ငေတာများတရုတ်ပြခြင်းကိုရှောင်ကျင်ပါတဲ့အိမ်နဲ့အလုံအနည်းနာမှာရှိတဲ့ခိုးလုံးနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူအများအသုံးပြုသွားလာလေရှိတဲ့လမ်းကြောင်းတွေကိုသာအသုံးပြုပါ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဟောင်ကောင်အထက်မြင့်လူနေအဆောက်အဦးမိလောင်မှုမှာ44ဦးသေဆုံးပြီး229ဦးပျောက်ဆုံးနေပါတယ်။ဒီသတင်းကိုတော့ခြေလီကပြပြပေးထားပါတယ်ရှင်။ဟောင်ကောင်ရဲ့တိုက်ပိုဒေသမှာအထက်မြင့်လူနေအဆောက်အဦးတွေကြီးကြီးမားမားမိလောင်မှုဖြစ်ပွားပြီး44ဦးသေဆုံးကြောင်းအတည်ပြုထားပါတယ်။ ပျောက်ဆုံးနေသူ259ဦးရှိပြီးဝါနက်ပလတ်စတစ်ပစ္စည်းတွေအပါအဝင်မိလောင်လွယ်တဲ့ပစ္စည်းတွေထားရှိတဲ့ဆောက်လုပ်ရေးကုမ္ပဏီအရာရှိ3ဦးလူသေဆုံးစေမှုတန်တရားနဲ့ဖမ်းဆီးခံထားရပါတယ်မီလောင်ကျန်းချိန်18နာရီကျော်ကြာမြင့်ခဲ့ပြီးမိသက်သမား800ကျော်ကမင်းငိမ့်တက်ဖို့ကြိုးပမ်းခဲ့ကြောင်းဒေသဆိုင်ရာမိသက်ဌာနကပြောပါရယ်အဲ့ဒီမီလောင်ကျွမ်းမှုကိုအဆင့်5အဖြစ်သတ်မှတ်ခဲ့ပြီးဟောင်ကောင်မှာအမြင့်ဆုံးအဆင့်မီလောင်ကျွမ်းမှုဖြစ်ပါရယ်နိုဝင်ဘာလ26ရက်မီလောင်ကျွမ်းမှုအတွင်တက်ကြီးရွယ်ဦးအမျိုးသမီးတအူးနဲ့ကလေးငယ်တအူးကိုကယ်ထုတ်နိုင်ခဲ့တာပါ မိငိမ့်တက်ဖို့စူးစမ်းရင်းနဲ့တေဆုံသွားခဲ့တဲ့မိသက်သမားတအူးကိုဟောင်ကောင်အစိုးရကဂုဏ်ပြုထားပါတယ်။အထက်မြင့်အဆောက်အဦတွေမှာနေထိုင်တဲ့ဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ပြတ်နေတဲ့ဒေသခံတွေကအစိုးရကိုအကူအညီတောင်းထားပါတယ်။ဒေတာတွင်ခမ်းမတွေမှာထောက်ပံ့ရေးပစ္စည်းတွေအပြည့်ထားရှိပြီးမိဘတဲ့ဒေတာခံတွေကိုရေနဲ့အစားအစာတွေပေးဝေနေပါတယ်။မီးလောင်ကျွမ်းမှုကြောင့်အထက်မြင့်အဆောက်အဦတွေကနေလူရပေါင်းများစွာကိုဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရပါတယ်။မီးစတင်လောင်ကျွမ်းချိန်မှာအဆောက်အဦတဲ့နေသူတွေသတိပဋ္ဌာန်ခဲ့မိပဲ အပြင်ကလူတွေကဖုံးဆက်တော့မှမီးလောင်နေကြောင်းသိရှိပြီးဓာတ်လေကနဲ့ဆင်းပြေးခဲ့ရတယ်လို့သိရပါတယ်။မီးလောင်ကျန်းမှုဖြစ်ပေါ်တဲ့အဆောက်အဦတွေအနီးမှာရှိတဲ့စာတင်ကျောင်းတွေမှာတင်ချပို့ချမှုရပ်တန့်ထားတယ်လို့ဟောင်ကောင်ပညာရေးဌာနကပြောပါတယ်။မီးလောင်ကျန်းမှုအတွင်ထိခိုက်ဒဏ်ရာကြောင့်အပြင်ထံဝေဒနာခံစားနေရသူ45ဦးရှိတာကြောင့်တည်ဆုံးသူအရေအတွက်ဟာပိုများလာနိုင်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းညွှန်ကြားရေးမှူးနှစ်ဦးနဲ့အင်ဂျင်နီယာပြန်ပြန်ပြောလိုက်မယ်နော်။ဆောက်လုပ်ရေးလုပ်ငန်းညွှန်ကြားရေးမှူးနှစ်ဦးနဲ့ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာအတိုင်ပင်ခံတအူးကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးလူသေဆုံးစီမှုနဲ့ဆွဲချက်တင်ဖို့ပြင်ဆင်နေတာပါ။ပြန်လဲပြင်ဆင်ဆောက်လို့ရမှာပလတ်စတစ်အပြားတွေနဲ့တကားပေါက်တွေကိုပိတ်ထားပြီးဝါးနဲ့လုပ်ထားတဲ့ညမ်းတွေကြောင့်မီးလောင်ကျွမ်းမှုလျင်မြောက်စွာပြန့်နှံ့သွားပုံရတယ်လို့အရာရှိတွေကဆိုပါတယ်။စာအုပ်ရှိခုမှာညကလေးကလောင်ကျန်းတဲ့မီးကိုထောက်ဝက်လောက်ထိန်းချုပ်ထားနိုင်ပေမဲ့နိုဝင်ဘာလ29ရက်နေ့အထိမီးခိုးတွေကထွက်နေစေဖြစ်ပါတယ် အဲ့ဒီမီးလောင်ကျွမ်းမှုကိုနှိမ့်သက်ရေးနိုဝင်ဘာလ28ရက်ညနေပိုင်းလောက်အထိအချိန်ယူရနိုင်တယ်လို့မိသက်ဌာနကပြောပါတယ်။ဟောင်ကောင်မှာအဆင့်၅မီးလောင်ကျွမ်းမှုနောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်18နှစ်အကြာမှာအခုလိုကြီးမားတဲ့မီးလောင်ကျွမ်းမှုနဲ့ထပ်မံကြုံတွေ့ရတာဖြစ်ပါတယ်။မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့စုံစမ်းစစ်ဆေးနေစေဖြစ်ပြီးညအချိန်မီးလောင်ကျွမ်းတာကြောင့်မီးငိမ့်တက်ရမှာအခက်အခဲတွေရှိခဲ့တယ်လို့ဟောင်ကောင်ပြည်သက်ဌာနကပြောဆိုထားပါတယ်။ထိုင်းတောင်ပိုင်းမှာရေကြီးရေလျှမ်းမှုကြောင့်လူ33ဦးသေဆုံးခဲ့ရပါတယ်။ ဒီအကြောင်းကိုတော့အဝိုင်းနေကတင်ဆက်ပေးထားပါဗျ။ထိုင်းနိုင်ငံတောင်ပိုင်းမှာနှစ်များစွာအတွင်းအဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ရေပေးကြောင့်တေဆုံးသူ33ထိရှိလာချိန်မှာအာနာပိုင်တွေကနာမကျန်းဖြစ်နေသူတွေကိုလေကြောင်းနဲ့ကဲထုတ်ပြီးအောက်ဆီဂျင်ဘူးတွေပါဝင်အရေးကြီးတဲ့ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ထားပါသည်။ထိုင်းနိုင်ငံရဲ့ပြည်နယ်၉ခုနဲ့အိန္ဒိယမလေးရှားနိုင်ငံရဲ့ပြည်နယ်၈ခုမှာနှစ်နှစ်ဆက်တိုက်ရေကြီးရေလျှံမှုနဲ့ကြုံတွေ့ရတာကြောင့်နိုင်ငံစလုံးမှာလူ9000လောက်ကိုဘေးကင်းရာရွှေ့ပြောင်းခဲ့ရပါတယ်။မလေးရှားမှာရေကြီးရေလျှံမှုတွေကြောင့်လူတအုပ်တည်ဆုံးပြီးအင်ဒိုနီးရှားမှာ ရည်ကြီးရေရှမ်းမှုအမြေပြုံမှုတွေကြောင့်အခုသတင်းပတ်အတွင်းလူ73ဦးတေဆုံးခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်မှဟက်ကီယန်မြို့မှာပြီးခဲ့တဲ့သတင်းပတ်ကစတင်ပြီး၃ရက်ဆက်တိုက်ဗိုလ်တီထန်စွာရွာသွန်းမှုကြောင့်ဒေသတစ်ခုလုံးနီးနီးရေမြုပ်နေပါတယ်။တောင်ပိုင်းစစ်ပွားရေးလုပ်ငန်းစုရမြို့မှာဆေးရုံတွေရေမြုပ်နေတယ်လို့အစအဦးခေါမိုးတွေပေါ်မှာပိတ်မိနေသူထောင်ထဲကြီးရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဟက်ကီယန်မြို့မှာတရက်ထဲမိုးရေချိန်335မီလီမီတာရွာသွန်းခဲ့ပြီးတော့နှစ်ပေါင်း300အတွင်းတရက်ထဲမိုးရွာသွန်းမှုစံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ရေး၊နာမကျန်းသူတွေကိုကယ်ထုတ်ရေးထိုင်းစစ်တပ်ကသူတို့ရဲ့တစည်းတည်းရှိတဲ့လေတင်သင်းမောကိုအသုံးပြုနေတယ်လို့လှေတွေဟဲ့ရင်တွေလည်းခြားထားပြပါတယ်။ကဘာကြီးပူနွေးလာမှုကြောင့်ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေမကြာခဏဖြစ်ပေါ်နေပြီးပိလေရီမြင့်တက်ပြင်အပူချိန်မြင့်တက်လာတယ်လို့ပြင်းထန်တဲ့မုန်တိုင်းတွေလည်းမကြာခဏဖြစ်ပေါ်နေပါတယ်။ပြည်내ခုနှစ်ခုမှာတေဆုံးသူ33ဦးရှိတယ်လို့ထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူတီရီပေါ်အန်ကာစာကုကက်က ဘင်္ဂမြို့ကနေပြောထားပါတယ်ရေစည်းနဲ့မျောပါသွားတာရေနစ်တာတက်လိုက်တာနဲ့မြေပြိုမှုတွေကြောင့်လူသေဆုံးမှုဖြစ်ရတာဖြစ်တယ်လို့အစိုးရပြောခွင့်ရသူကပြောပါတယ်နိုဝင်ဘာ26ရက်ကဟဲ့ရိုင်မြို့မှာလျှက်စင်မီပြတ်တောက်နေပြီးတော့ရေကလူတယောက်ခါပိုင်းလောက်ထိမြုပ်နေတယ်လို့သတင်းတောက်တွေကပြောပါတယ်ရေတွေတဖြည်းဖြည်းရောကျနေပြီဖြစ်ပေမဲ့ရေစည်းကပြင်းထန်နေစေဖြစ်တာကြောင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေခက်ခဲရှိနေတယ်လို့အရာရှိတွေကပြောပါတယ်လူပေါင်း9000လောက်ကလူမှုမီဒီယာကတဆင့်အကူအညီတောင်းထားပြီးတော့အရာရှိတွေကလေစီး200ရဟန်းရင်အစီး20ချထားပေးပါရီ ခါမိုးပေါ်မှာတက်နေနေရတဲ့ဒေသခံတွေကိုစစ်တပ်ဟဲရင်တွေကအကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းတွေချပေးထားပါသည်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1960ရက်တွင်ကြောင်ဆုံသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1960ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9498ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ3032ဦးအထိရှိလာပြီးဖြစ်ပြီးပြန်လည်လုံမြောက်လာသူ9323ဦးအထိရှိလာပြီးဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတည်းအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖန်စီခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လုံမြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသားများကိုညီဆောင်ရှောက်ရဲ့အသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်ရှင်။တလင်တိုင်းမြေနေ့လည်ခဲနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတလင်တိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, website, X, TikTok နဲ့တာလန်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။